အင်္ဂௌဒရဏိကေပင်စကနိဘတ်ပါဠိတော်တတ္ထမဝေဒုက္ကထာတုတ်တံမှာမြတ်ဗုဒ္ဓမိန်တော်မူခဲ့သည့်နာခါတဲ့ပုဂ္ဂိုလ်၅ဦးတနည်းအားဖြင့်ပြောရရင်နာခါတဲ့ဇကာ၅မျိုးဘယ်လိုပုဂ္ဂိုလ်တွေကနာခါတဲ့ပုဂ္ဂိုလ်တွေလဲဘယ်လိုဇကာမျိုးဟာနာခါတဲ့ဇကာမျိုးလဲဆိုရင်နံပါတ် အတ္တဒတ္တဘိခဝေတတ္ထာကထာဒုက္ကထာတရာတရားမရှိတဲ့ပုဂ္ဂိုလ်အတွေ့တရာတရားဆိုတဲ့အတ္တဟာနာခားတဲ့နဝေမချိုးပါဘူးတတ္ထာမေညာထိုသူအားတတ္ထာအတ္တနာခားတယ်နံပါတ်2ဒုတ်တိလတ္တတိလကထာဒုက္ကထာ တီလမရှိတဲ့ပုဂ္ဂိုလ်အတွက်တီလဆိုတဲ့အတန်ဟာနဝင်းမချိုပါဘူးနာခတယ်တီလမဲ့ညာထိုသူအားတီလအတန်နာခတယ်နံပါတ်3အပ္ပတုတ္တဘာဟုတ်သစ္စာကထာဒုက္ကထာ ဘူတုတ္တမရှိတဲ့ပုဂ္ဂိုလ်အတွက်ဘူတုတ္တဆိုတဲ့အတန်ဟာနဝေမချုပ်နာခါတယ်တုတ္တမေညာထိုသူအာတုတ္တအတန်နာခါတယ်နံပါတ်၄မစ္စရိယတ္တစာဂကထာဒုက္ကထာနှမျောဝန်တို့တဲ့ပုဂ္ဂိုလ်အတွက်စာဂဆိုတဲ့အတန်ဟာ နာခားတဲ့နဝဲမချိုပါဘူးစာကမေညာထိုသူအားစာကအတန်နာခားတယ်နံပါတ်5ဒုပိညတပညာကထာဒုက္ကထာပညာမရှိသော ပုဂ္ဂိုလ်အတွက်ပညာဆိုတဲ့အတန်ဟာနဝဲမချိုဘူးနာခားတယ်ပညာမေညာထိုသူအား ပညာအတန်နာခါတယ်မလေးဆရာတော်ဘုရားကြီးကလည်းပဲမဂဒီဝလင်္ကာမှာဒီလိုလေးမှားရန်ထိုးခဲ့ပါတယ်လူမိုက်တရိစ္ဆန်နိဗ္ဗာန်ဇကအလွန်ခာဤနာပါမဝယ်မကြားခြင်းဘူးတိမြင်မဲ့စွာသူယုတ်မှာအာချင်းရာကောင်းဆိုးចောင်းကျိုးတရားမဟောကြရာဟောမိပါကအပြည့်ရဤတဲ့